မြင့်တက်လွှင့်ခြင်းတွေကိုစောင့်မျှော်အပ်ပြီးနားဆင်ကြရတယ်။ချဲပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီကောပရိသတ်တွေကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတာကတော့စာရေးဆရာဇေယနာရမညရေးသားထားတဲ့အောင်မြတ်တာနဲ့ကာမတိဋ္ဌိကျင့်စဉ်ဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်။ခန်းစားနားဆင်ပေးကြပါအောင်ခင်ဗျာ။ကျွန်တော်ကတော့တင်ဆက်သူ PK ပါ။ ညာပန်းတယောက်ရေခက်လာတာလည်းမတွေ့ဘူးနော်အတန်သည့်ကျန်ဦးနဲ့လက်တွင်တူရဲကရေကိုနှင်းပြောလိုက်တဲ့အေးကျွေးရဲ့စကားကြောင့်လုံကြီးစုပ်ကိုခေါင်းကုလုံနေတဲ့မိရင်ကညာပန်းနေမကောင်းဘူးလို့သူ့အမေပြောတာကြားတာပဲတကူလုံးအမရှိတယ်လို့ဖြစ်နေလို့ကျက်စပြုတ်လုတ်ပေးနေရတယ်တဲ့သူများအမေတွေများ အားကြပါပြီတော့ကျုပ်တို့အမေတွေများကွာပါညနေတိညနေထားနဲ့ပြောလိုက်တဲ့အေးကျွေးစကားကြောင့် ်မိရင်အပါအဝင်ရေခက်လာကြတဲ့အပြိုလေးတွေအားလုံးတခိခိနဲ့ရေးလိုက်ကြတယ်။ဒါကတော့ရွှေတဆုပ်ရွာရဲ့ညနေခင်းအလှတရားတစ်ခုဒီလိုနဲ့တပတ်လောက်ကြာတော့မိရင်တယောက်ဖျားပါလေရောအမေဟေးအဖျားတယ်လို့လားမဟုတ်ပါဘူးဒါပေမဲ့တကူလုံးအားမရှိတယ်လို့ဖြစ်နေတယ်ပြားနေတာဆိုတော့ဒီလိုပါပဲတည့်ရနေ့လောက်နားလိုက်ရင်တက်တာသွားမှာပါ မိရင်ကပြေချနေတဲ့စပင်တွေကိုတပတ်ရှို့ထုံးလိုက်ပြီးအမေသတိထားမိလားခုတလောရွာတွေကအပြူတွေအလုံးနေမကောက်ခဏခဏဖြစ်နေကြတယ်တမီးတို့သုံးရီကျော်ကခင်ယူလဲဖျားနေတယ်မလားတိုက်ဆိုင်တာဖြစ်မှာပါအေးခရောက်ခရက်တွေတိတ်မတွေးနေနဲ့မိရင်လည်းသူအတွေးလွန်တာဖြစ်မှာပါဆိုပြီးအိမ်နယံကိုမိကမှဲနေလိုက်တယ်ရွှေတဆုပ်ရွာရဲ့အနောက်ဘက်မှာတော့ထုံးကြောက်တောင်ကျောတစ်ခုရှိပြီး အဲ့တောင်ကအလွန်မဆောက်တဲ့အတွက်ရွာသားတွေအနေနဲ့သွားရလာရတာမရှိသလောက်ကိုနေပါခဲ့ပါတယ်။ဒါမဲ့ထုံးချောက်တောင်အလေကကဘာလေးတစ်ခုမှာတော့ယောက်ျားပြေးသားတဲ့မျက်နှာကို ပိုင်းဆိုင်ထားတဲ့လူတစ်ယောက်ကခြေတော်ကိုတဲလောင်းချပြီးရွှေစစုပ်ရွာဘက်ကိုမျက်တောင်မခက်တန်းစိုက်ကြည့်နေကြတယ်။သူ့ရဲ့ဘေးမှာတော့ဒေါင်းတောင်နဲ့လှုပ်ထားတဲ့ရက်တောင်နဲ့စင်စွေရိုးတက်ထားတဲ့ဓမြတလက်ရှိနေကြတယ်။ နေဝင်ရီတရောမှောင်စပြိုးချင်ရောက်တော့ကပ္ပယံမှာထိုင်နေတဲ့လူကဒေါမီချက်တောင်နဲ့ဓမြံကို ကောက်ကင်ကအောက်ကျမ်းမြေကို ဖနှောင်းနဲ့စက္ကနဲပေါက်လိုက်တဲ့အချိန်သူ့ခန္ဓာကိုယ်ကအမြောက်ဆန်လို့ဆွေကနေမိုးပေါ်ထောင်တက်သွားခဲ့တယ်။အချိန်ကတဖြည်းဖြည်းကုန်လာတာနဲ့အမြရွှေရဆုပ်ရွာကလည်းတိတ်ဆိတ်ငြိမ်သက်လာခဲ့တယ်။အဲဒီအချိန်လူတစ်ယောက်ကရွာထဲကို အေးအေးလိုလိုဝင်လာခဲ့တယ်။ အင်းရှင်မှာစကားထိုင်ပြောနေကြတဲ့တကြီးပိုင်းလူတွေက သူတို့အရှိကနေဖျက်လျှောက်သွားတဲ့လူကို မတွေ့မြင်တဲ့ပုံစံနဲ့ပြောလက်ဆစကားတွေကိုဆက်ပြောနေကြသလိုအိမ်တွေမှာမွေးထားတဲ့ခွေးတွေကလည်းအတန်မထွက်ပဲတအီအီနဲ့ငြိမ်ကုပ်နေကြကြတယ်။အင်းတွေရရလမ်းလျှောက်လာတဲ့သူကအိမ်တိမ်ရဲ့ရှေ့ကိုရောက်တော့အိမ်ကထဲမှာပါတဲ့ပလင်းသလုံးကို ထုတ်လိုက်ပြီးအထဲမှာပါတဲ့အရေးတွေကိုအိမ်ဝိုင်းထဲကိုပတ်ပြန်းချလိုက်တယ်။ စေးရီတွေကအိမ်ဝိုင်းထဲကိုရောက်တာနဲ့အငွေ့ပြန်သွားပြီးဇီဇဝါရနတ်လိုငွေ့ကြိုင်တဲ့ရနတ်တွေထွက်ပေါ်လာခဲ့တယ်။ခဏလေးတော့ရက်ကြည်နေတဲ့လူကခြံထဲကို အသာဝင်လာပြီး လော့ချထားတဲ့အိမ်တကားဘက်ကိုဇူးဆိုင်ကြည့်ကနှုတ်ကနေဂါရာတပုတ်ကိုထန်ကရိုင်းကြကြရွတ်လိုက်တဲ့အချိန်6ဆိုတဲ့အတန်နဲ့အတူ တကားချက်ကသူ့အလိုလိုပွင့်ထွက်သွားခဲ့တယ်။တကားပွင့်သွားတော့အိမ်ပေါက်ဝမှရှင်းနေတဲ့လူက ိမ်မော်ကိုတက်လာပြီးအခန်းထဲမှာအိတ်ပြောင်နေတဲ့မင်းကလေးဘေးမှာပစစ်ထုတ်ထိုင်ထိုင်ချလိုက်တယ်။ဘာဆိုဘာမှမသိပဲအိမ်မော်ကြနေတဲ့မင်းကလေးရဲ့မျက်နှာပေါ်ကစံစားတွေကိုလက်နဲ့အသာဖေးလိုက်ပြီးမျက်လုံးကိုမှိတ်ကကိုသိန်းနဲ့တွေကို အားရပါးရရှူပစ်လိုက်တယ်။အတန်ကြာရှူဆိုင်ပြီးတဲ့အချိန်မှာတော့ဒေါမီရက်တောင်းနဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုဝှေ့ရမ်းလိုက်ရအိပ်ပျော်နေတဲ့မင်းကလေးရဲ့ကိုရဲကနေ့ အဖြူရောင်အခုံးငွေတွေထွက်ပေါ်လာခဲ့တယ်။အခုံးငွေတွေထွက်လာတာမြင်တော့ပဝင်းကြီးကိုမပြန့်လိုက်အောင်ဓာမွေရတောင်ကိုကြမ်းကြင်စွာခက်ကစားလိုက်ရာအခုံးငွေတွေကရတောင်ထဲကိုစိတ်ဝင်ကပျောက်ကွယ်သွားခဲ့တယ်။အခုံးငွေတွေပျောက်တာနဲ့စင်စွေရွတ်တက်ထားတဲ့ဓမြကိုထုတ်ကအိပ်ပျော်နေတဲ့မိန်းကလေးရဲ့လမ်းမောင်းထဲကို သွေးဆို့ရွတ်ထိုးဆိုင်လိုက်တယ်။ဓမြထိတ်နဲ့သွေးစားတွေစားထိတဲ့အချိန် စင်စရိုးလက်ကင်ကအနီရောင်အဖြစ်ပြောင်းလဲသွားခဲ့တယ်။လက်ကင်ရိုးတစ်ခုလုံးအနီရောင်အဖြစ်ပြောင်းသွားပြီဆိုမှအตาရပြန်နှုတ်ပြီးအိမ်ပေါ်ကနေစင်က အမောင်လူတဲကိုဒိုးဝင်ပြောက်ကွယ်သွားခဲ့တယ်။နောက်တစ်နေ့မနေ့ရောက်မှာတော့ရွှေတဆုပ်ရွာရဲ့ဂုဏောင်ကင်မာလေးဖြစ်တဲ့မုရွာပြိုတယောက်အရာတွေက မထနိုင်လောက်တဲ့အထိဖျားပါလေရော။အရင်ကဆိုမင်းကလေးတွေတပတ်တယောက်ဖျားနာကြပေမဲ့ အခုနောက်ပိုင်းကျတော့နှစ်ရက်ကြာလောက်ဆိုနောက်တယောက်ဖျားနာလာတဲ့အတွက်ရှေးမီနောက်မီလူကြီးတွေကဒါတွေယောတာယောမဟုတ်ဘူးဆိုတာကိုရိမ့်မိလာခဲ့ကြတယ်။လူကြီးတွေလည်းရွာနီးချုပ်ဆက်မှာရှိတဲ့တန်ဃာတော်တွေကိုပင့်ဖက်ပြီးရွာလုံးကျွန်းအနေရခင်ပရိတ်တွေရော ကမဝါတွေဖက်နေတာကို လူတယောက်ကတောင်ဆောင်ပေါ်ကနေကြည့်ပြီးသဘောကျစွာ ရှည်မောနေလေ။ဒီရွာကနေဖြတ်ထွက်ရင်ဂါလန်မပေါက်မယ်ထင်နေတော့ဆရာ မဟုတ်တော့လဲဆက်မေးပြီးတွားကြတာပေါ့ဆရာသဘဲနှစ်ယောက်စကားပြောပြောနဲ့ရှောက်လာရင်ရွာလမ်းမကိုရောက်တော့အင်ကြီးစကိုတရရောက်ကလှမ်းဆွဲထားသလိုဖြစ်နေတာသတိထားမိကြတယ်အနာကိုလှည့်ကြည့်တော့လဲဘ누구မှမတွေ့ရတဲ့တာမန်တော့မဟုတ်တော့ဘူးလို့တွေးကအာယုံတွေကိုစူးစိပြေးကြည့်လိုက်တော့ရောင်ပေစူးလေးနဲ့ကလေးတယောက်ကိုမြင်လိုက်ရတယ်ဆရာတို့ကအခုမှလာတဲ့ကြာတားကမနဲ့ကလေးကစောင့်နေရတာ ဆိုပြီးမပီကလာပီကလာနဲ့ပြောတော့အောင်မြတ်တာကတားကိုဘ누구ကစောင်းခန်းထားလို့လေအဖိုးကသူအတိတ်ထံဝင်သွားလို့တားကိုစောင်းခန်းပြီးအမှားစကားပြောခိုင်းလိုက်တယ်ဟေးဘလို့အမှားစကားလဲကွာအဖိုးကကြောရဲ့ဂျာနောက်ဖက်တောင်တန်းမှာမကောင်းတဲ့သူတယောက်ရောက်နေတယ်တဲ့အဲ့လူကရွာတဲကမမတွေစီကိုဒုက္ခပေးမလို့လုံနေတယ်လို့ပြောခိုင်းထားတာ ရောင်ပေစူးလေးနဲ့ကလေးလေးရဲ့စကားကြောင့်အောင်မြတ်သားတို့အချင်းလေးကိုရိမ့်မိဟန်နဲ့နေလိုက်ပြီ။ဒီလောက်ဆိုသားတော်ဝင်ကြည်ပါရယ်။သွားကစားတော့နော်။လို့ပြောကခေါင်းကို ပို့လိုက်တော့ရောင်ပေစူးနဲ့ကလေးကအနီးနားကတစ်ပင်နောက်ွယ်ကို ဝင်ရောက်ပြောက်ွယ်သွားခဲ့တယ်။အောင်မြတ်သားတို့လည်းအချင်းလေးကိုအကဲကတ်ဖို့အတွက်ခီးသွားဟန်လွဲလောက်ကရွာလေးဇေယျမှာတဲခဲ့ကြတယ်။ ညနေစောင်းရောက်တော့နှခမ်းတွေဖြူဖက်ဖြူရဖြစ်နေတဲ့မင်းကလေးတစ်ယောက်ကိုလဲပေါ်တင်လာတာမြင်တော့အောင်မြတ်သားကလဲနာကိုမယောင်မလဲသွားပြီဒီမင်းကလေးပုံစံကြည့်ရတာအားရင်ချိနေနေသလိုပဲဗျဘာများဖြစ်တာပါလိမ့်အလုတ်ပင်ပန်းပြီးဖျားတာဖြစ်မှာပါဗျာဒါနဲ့ခမရတို့ကိုရောမှမတွေ့ဘူးပါဘူးလဲသမားရဲ့စကားကိုကြားတော့အောင်မြတ်သားကလဲအိတ်ကိုမြဲသားအောင်ပြလိုက်ပြီကျိုးတို့ကနေလဲဆေးခုပေးနေတဲ့ သူတွေပါဒီမိန်းကလေးဖြစ်တဲ့ယောဂမျိုးကိုပြောင်းအောင်ကုနိုင်ပါတယ်ဒါဖြစ်အိမ်ကိုကြောက်ခဲ့ပေးပါလားခြေကြောက်ကပေးပါမယ်ဗျာရပါတယ်မိတ်ဆွေတို့ပဲရှေ့ကလမ်းပြပါကြုတ်လိုက်ခဲ့ပါမယ်အောင်မြတ်သားလည်းအိမ်ကိုရောက်တော့နာမကျန်းဖြစ်နေတဲ့မိန်းကလေးကိုအဖြစ်သဘောအနေနဲ့လိုက်ကြည့်ပေးစိတ်ပူစရာမရှိပါဘူးဒီဆေးကို၃ခွက်တစ်ခွက်တင်ကြိုတိုက်ပြီးတော့တတ်တာပါပဲလို့ပြောကား မိုင်းကန်စက်ကူနဲ့ထုတ်ထားတဲ့အထုပ်ထုပ်ကိုပေးလိုက်တယ်။အောင်မြတ်သားနဲ့အင်ရှင်တွေပေးတဲ့ခြေကြွားကကို လူမမာအတွက် ပြန်ပေးခဲ့ပြီးအိမ်ဘော်ကစင်းလာတဲ့အချိန်တကားပေါင်းမှမတိမသားလေးစမရိုက်ထားခဲ့တယ်။နောက်တနေ့ရောက်တော့မနေ့ကကြည်ပေးခဲ့တဲ့လူနာကချက်ချင်းဆိုသလိုဒူဒူထောင်းထောင်းဖြစ်လာတဲ့အတွက်တရားလုံးမှရှိတဲ့လူနာတွေအကုန်လုံးအောင်မြတ်သားတို့စီရောက်လာခဲ့တယ်။ အောင်မြတ်သားလဲနှာစည်းချောင်းဆိုးတာတွေကလက်ခံကုသပေးပြီးမိုင်းကန်ဆက်ကူနဲ့ထုတ်ထားတဲ့ဈေးတမျိုးတည်းကိုသာပေးကြတယ်။လူနာတွေကိုလည်းဈေးတွေမကုန်မချင်းဆက်ကူကိုမပြစ်ထုတ်ဖို့တေချာမှားရင်စိတ်ရှည်စွာနဲ့ဆောင်ဆိုင်နေကြတယ်။ဒီလိုနဲ့သုံးရက်မြောက်ညမှာတော့ဇယက်နာကို ရောင်ပေစူးနဲ့ကလေးပြန်ရောက်လာပြီ။ဒီညဟိုလူကြီးလာမယ်တဲ့။အဖိုးလာရဲ့အဲ့လူကြီးတိမာဆိုလို့တားကိုပြောခိုင်းလိုက်တာ။ ဆိုပြီးတရင်လာဖို့ပါလေရော အောင်မြတ်တာတို့လည်းအချင်းတွေကိုတီထားပြီးမို့အနာမှာအမြဲတမ်းစောင့်ကြံနေတဲ့အဆောင်တွေကိုခက်တဖယ်ခိုင်းပြီးတာမန်လူတွေအနေထားနဲ့အမောင်တို့တဲကနေစောင့်ကြည့်နေကြတယ်။ညတကောင်ရဲ့အချင်းရောက်တော့ဒေါမီရက်တောင်ကိုတစ်ဖြက်ဖြက်ခက်ပြီး တလန်းချင်းလှမ်းလျှောက်လာတဲ့လူတယောက်ကို လာရအောင်မှာမြင်လိုက်ရတယ်။ငွေမင်းအောင်တူရင်အင်းကြီးကိုကြားနာစွာဝေထားပြီး ရွှေမယောင်ချိတ်လုံးကြီးကိုခေါရိုးကျစွာဝေထားတဲ့လူရဲ့ဟန်ပန်က ရုပ်ရှင်မင်းသားတယောက်လို စမက်ချနေကြတယ်။အဲလူကဟန်ပါပါနဲ့ရှောက်လာရင်အိတ်တိန်ရှိကိုရောက်တော့အိတ်ထဲကဖိုးတစ်ခုကို ထုတ်ကပတ်ပြဲလိုက်ပြီ။ခြံထဲကိုဝင်ဖို့လုံနေရကလည်းချက်ချင်းဆိုသလိုအနောက်ကိုဆုတ်လိုက်ပြီး ဖနောက်တစ်ချက်ပေါက်လိုက်ရာမျက်စိရှိကလည်းဖြက်ကနေပြောက်ခွေသွားကြတယ်။ဟာဒီကောင်ကဘာလဲဘလို့လို့ရိမ့်မိသွားလဲဆရာ။ မောင်ကောင်းကမကြင်မချင်းရေရွတ်လိုက်တော့အောင်မြတ်တာကအဆောင်တွေကိုဖယ်ခိုင်းထားတာတောင်မှငါတို့ရှိနေတာကိုသိတယ်ဆိုတော့ဒီအဆန်းကိုအထင်သေးလို့မရဘူးဒီကောင်ကိုဘယ်လိုလုပ်ရမလဲဆရာရွာတွေကိုနောက်တစ်ခေါက်ထက်ဝင်လာဖို့ကမလဲတော့ဘူးလို့ထင်နေသူမလာလဲငါတို့သူ့စီသွားကြရတာပေါ့ဒီအကြောင်းနဲ့ပတ်သက်ပြီးရွာတွေကလူတွေဘယ်သူမှမသိစေတဲ့အောင်မြတ်တာလဲမောင်ကောင်းကိုအတရေပေးပြီးလွေချဲကနေမိုင်းကန်စက်ကူအချို့ထုတ်ကာ အင်းဆမရီရေးဆွဲနေလိုက်တယ်။ညလူကြီးတိတ်တဲ့အချင်းအောင်မြတ်သားတို့အနေနဲ့ရွာနောက်ဘက်တောင်ကုန်းနေစီကို ထွက်လာခဲ့ကြတယ်။သူတို့မှာတော့နေညရလွဲတလုံးကလွဲပြီးဘာမှမပါပေမဲ့ဟန်ပန်တွေကတော့ခေါပနီတက်ကြီးကိုဦးဆောင်ထားတဲ့စစ်သူကြီးတွေလိုရဲရင်နဲ့အတင်းကိုစောင်းနေခဲ့တယ်။တောင်ကုန်းအောက်ခြေကိုရောက်တော့အတင်းပါလာတဲ့အင်းဆမရီကိုတန်ရှင်းတဲ့နေရာမှာနေရာချပြီး ဖျောင်းနိုင်ငားနိုင်ထွန်းကအထက်ဆရာကြီးတွေနဲ့တကွလောကပါလာနဲ့တွေကို တိုင်တယ်ပင့်ဖိတ်လိုက်တယ်။ပြီးတာနဲ့တောဆောင်နဲ့တောဆောင်နဲ့တွေကိုခိတ္တဖယ်ခိုင်းပြီး တောင်ကျဲရင်းကိုလက်ညှိုးထိုးကဒီတောင်ကျောမှာခူအောင်နေထိုင်ပြီးတားပြိုသမီးပြိုတွေကို ထိကဲ့နဲ့နာအောင်လှုပ်ဆောင်နေတဲ့အချင်းပြက်ဝိစာကောင်အခုချက်ချင်းကြုတ်ချေရစေ။အမိတ်အာနာကိုလွန်ဆန်ပါက အခင်မရဲ့နိုင်အောင်ပူတော်မာစေတာလွတ်အမိန်ပေးလိုက်ရာ အလွန်မြင့်တဲ့တောင်ကုန်းဘော်ကနေလူတယောက်လွှားကနေခုံဆင်းလာခဲ့တယ်မျက်နှာတွတ်တွဲအရင်မြင့်တဲ့လူကအောင်မြတ်သားတို့ကိုမြင်တော့မထီတဲ့မျက်နှာထားနဲ့ကြည့်လိုက်ပြီးမဲလို့ကောင်းလေးကအတော်ကိုအနှောက်ယှက်ပေးတာပဲကိုလန်းကို သွားစမ်းပါကွာလို့ပြောပြီးတောင်မီရတ္တကိုဟန်ပါပါခက်နေခဲ့တယ် တင့်လောက်ရဲ့တွေကိုရတန်းကရက်မယ်ဆိုပြီးဂရီပေးရင်တော့ကျုပ်တို့ထွက်သွားပေးပါမယ်။လေးစမ်းပါဦး။ကျုပ်ကဘရုကိုဒုက္ခပေးနေတာမဟုတ်ဘူး။ကျုပ်ချင်းစင်အတွက်လိုအပ်တဲ့အပျိုစင်ရဲ့ကုံွေးကိုယူတာပဲရှိတယ်။ဒါကိုဘာကြောင့်နှောက်ယှက်ချင်းနေရတာလဲ။တင့်အနေနဲ့ချင်းစင်အစင်တက်နေခြင်းမို့ကိုတိကာယမကျွလွန်တာမဟုတ်လား။တင့်ချင်းစင်အောင်မြင်ခဲ့ရင်အပြည့်ကင်းတဲ့မိကလေးတွေဘလောက်ဒုက္ခရောက်မယ်ဆိုတာ တိလို့လာရောက်ဟန်တားတာပဲအောင်မြတ်တာစကားကြောင့်မလန်မကန်းမှရက်နေတဲ့သူကဒေါသထက်သွားတဲ့ဟန်နဲ့မြေကြီးကို ဖနှောင်းနဲ့ပောက်လိုက်ရာ အောက်မှာရှိတဲ့မြေကြီးတွေဘေးကိုဖွာကနေလွဲထွက်သွားကြတယ်။ငါဆိုတဲ့ကောင်ကလည်းနင်တို့အမိန်ပေးတန်းလိုက်နာစရာလား။အစွမ်းရှိရင်ငါပါဇက်ကအရှုံးပေးရတီတိုက်ဆန်းငါလာရင်တော့နင်တို့နှစ်ယောက်လုံးကိုဒင်းကုတ်ပြီးထမင်းဝစ်ပေးထားမှာဟာဟာဟာရှင်သီးမောက်မာတဲ့စကားကြောင့် မောင်ကောင်းကလက်သေးကိုကြစ်ကြစ်ပါအောင်ဆုပ်ပြီးအန်တကြီးကြီးနဲ့ဖြစ်နေပေမဲ့အောင်မြတ်သားကတော့အပြုံးတော်မပြတ်ဖဲစိုက်ကြည့်နေခဲ့တယ်။ဘလို့လဲနေတော့မတိုင်ရဲ့ငါးဘက်ကစတိုက်မှာတော့အဲ့တော့မှငဲစမ်းပါအောင်អော်ပြီးမပြေးနဲ့။ကဲဟုတ်ပါပြီ။တင့်ပညာတွေဘလောက်စွမ်းနေဆိုတာကြည့်ပြရစေ။တင့်ဘက်ကစတိုက်ပါ။အောင်မြတ်သားကထိုင်ရန်ကနေထလိုက်ပြီးလက်နှစ်ဖက်ကိုနောက်ပြက်ကဒီအတိုင်းရက်ကြည့်နေခဲ့တယ်။ အဲ့ချေအရှိန်ပြင်းတဲ့လေနီကျန်းတစ်ခုရုတ်ချီတက်ခက်လာတဲ့အတွက်အောင်မြတ်သားတို့ဆရာသပည့်တွေမျက်လုံးကိုလက်နဲ့ကာလိုက်တဲ့အချိန်ကျေလောင်တဲ့ရေသံတစ်ခုထွက်ပေါ်လာခဲ့တယ်။ဆရာဟိုကောင်မရှိတော့ဘူး။မန်ကောင်းရဲ့စကားကြောင့်အောင်မြတ်သားကလေပဲတိုက်ခက်တဲ့ဘက်ကိုခြေကတစုံတစ်ခုကိုတွေးနေတဲ့အချိန်တောင်နေရန်ဒဲကနေအနှင်းငယ်မှိန်ပြတဲ့အစင်တစားကိုဝေထားတဲ့နေတပါထွက်ပေါ်လာခဲ့တယ်။တင်ကဘာလို့လဲ။ ကျုပ်ကဒီတောင်ကိုစောင်းတဲ့တောင်ဆောင်တဲ့ပါဆရာတို့ဆလာတဲ့ကကျုပ်သတိပေးဖို့လုပ်ပေမဲ့အခွင့်မသာလို့မပြောခဲ့ရဘူးတင်ရဗာမပြောချင်တာလေဆရာတို့နဲ့ရင်ဆိုင်နေတဲ့သူက မဟုရတော့တဲ့ကြီးထဲမှာနေပါတယ်သူမှအယံစွန့်ထက်တဲ့ဆရာတစုလေးရှိနေပါသေးတယ်ခုနကတိုက်ခတ်လာတဲ့လေလေချဲကသူ့ဆရာဖန်တီးလိုက်တဲ့အရာပါဒါဆိုသူတို့ကဘာသဘောနဲ့ရှောင်ထွက်သွားကြတာလဲ တို့ကြင့်စင်မပြီးဆုံးသေးလို့ရင်မဆိုင်ရဲတာပါမလဲပြန်ညရကောင်ချင်းအပြိုးစင်တယောက်ရဲ့ကုံငှဲ့ကိုရတာနဲ့ကြင့်စင်အောင်မြင်တော့မှဖြစ်လို့မဖြစ်တဲ့နာရီမဖြစ်အောင်ဆရာတို့ကုညီပေးဖို့တောင်းဆိုပါတယ်ကြင့်စင်အောင်မြင်ရင်ကောဘာတွေဖြစ်လာမလဲတို့ကြင့်စင်အောင်မြင်တာနဲ့အမျိုးသမီးကောင်းတွေကိုသူရဲ့ဘဝတွေနေအမျိုးမျိုးတုံးပြီးပြည့်စည်ပြစ်ကြမှာပါဆရာဒါဖြစ်လဲ သူတို့နေတဲ့မဟိုယာတောကိုဘလို့သွားရမလဲလမ်းညွန်ပေးပါဦးဆရာတို့သွားဖို့အတွက်အထက်နယ်ကြီးတွေက ခွင့်ပြုထားပါတယ်ဒါကြောင့်ဟော်ရီတစ်တုံးပေါ်မှာတင့်တော်သူတို့ထိုင်ပေးပါရင်းကြီးအထက်ထက်တက်နေတဲ့လေးဘေးတသားရှိတဲ့တစ်တုံးကိုလက်ညှိုးထိုးပြလိုက်တော့မောင်ကောင်းကဒီနဲ့ငါတို့ကိုနောက်နေတာလားဆိုပြီးဘူကလန်ကြည့်နေတဲ့အတွက်တောင်ဆောင်နှက်ကဆရာတို့ကိုနောက်ပြောင်ပြောဆိုတာမဟုတ်ပါဘူး လို့ပြောကတစ်တုံးကိုလက်နဲ့တတ်လိုက်ရာရင်ကြီးဘက်တွေအလှော်လိုက်ကွာကြပြီးရွှေအတီပြီးတဲ့တစ်တုံးကြီးဖြစ်သွားခဲ့တယ်။အဲဒီတော့မှအောင်မြတ်သားတို့လည်းရွှေတစ်တုံးပေါ်မှာ တင်မလွယ်ခဲထိုင်လိုက်ပြီးတော့မှမဟူရာတော့ကိုသွားဖို့စောင့်နေလိုက်တယ်။တောင်စောင်းနဲ့လည်းအောင်မြတ်သားတို့နေရာယူပြီးတာနဲ့ရွှေတစ်တုံးကိုလွှတ်လိုက်ရာလေတိုးတန်တစ်ချက်နဲ့အတူဘေးပတ်ဝန်းကျင်တစ်ခုလုံးရေခနဲရေခနဲပဲမြင်လိုက်ရတယ်။ စက္ကန့်20လောက်ကြာပြီးတဲ့အချိန်မှာတော့ရွှေတသားတို့ကတစ်ပင်တွေထူထပ်စွာပေါက်နေတဲ့တောဆက်တနေရာနားမှာရပ်သွားခဲ့ပါတယ်။အောင်မြတ်သားတို့လည်းဒါကမဟူရာတောဖြစ်မယ်လို့တွေးပြီးစဉ်းလိုက်တဲ့အချိန်တသားတို့ကလာရလမ်းတိုင်းပြန်ထွက်သွားခဲ့တာကိုမြင်လိုက်ရပါတယ်။ဆရာဒီတောကတလောက်ကျတာအထက်ထိဝင်မလို့လားလောလောဆယ်အစင်တဲ့နေရာကနေဝင်ရမှာပဲ။ ငါတို့ရောက်နေတာသိရင်သူတို့ဘက်ကစပြီးလှုပ်ရှားလိမ့်မယ်။အောင်မြတ်သာစကားကြောင့်မောင်ကောင်းလဲခြုံမရှိတဲ့ဘက်ကိုရွေးကတော်ရဲကိုဝင်လာခဲ့လိုက်တယ်။အတန်ကြာသွားပြီးချိန်မှာတော့မြောက်အော်တန်ခြေဟောက်တန်တွေအပြင်ဒေါကောင်ငယ်လေးတွေရဲ့အော်မီတန်တွေကို စတင်ကြားလိုက်ရတယ်။အဲ့ဒီအချိန်ရှားအတန်တွေရုတ်တရက်တိတ်ဆိတ်သွားပါလား။ဒါကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူးထင်တယ်။မောင်ကောင်းရဲ့စကားကြောင့်အောင်မြတ်သာက တွားလက်စခြေလန်းတွေကိုရက်လိုက်ပြီးအချားအာယုံကိုစူးစက်ကနားထောင်လိုက်ရာကျော်နောက်ဖက်ကနေ အမီးပုတ်တန်တဲ့တဲ့ကို ကြားလိုက်ရတယ်မောင်ကောင်းသတိထားအောင်မြတ်သာစကားမဆုံးခင်မှာပဲဒိုးတော်ကြားတဲ့ကောင်ကဟောင်းကနေအော်မီကမောင်ကောင်းရဲ့ပခုံးကိုပုတ်ချလိုက်တယ်အာမောင်ကောင်းကအော်တန်ချခုံထွက်လာတဲ့ဂိုးတော်ကြားကအောင်မြတ်တာဘက်ကိုစိတ်မလဲတော့ပဲ ။တရွေ၆တွေဂျားထဲမှာလူးလိမ့်နေတဲ့မောင်ကောင်းကိုသာချောင်းနေခဲ့တယ်။ဟေးဒီကြောင်ရဲ့အမိမအနီရောင်ကျိုးစာချေထားပါလား။ဒါဆိုဒီကောင်ကိုလေနှစ်ကြားပူးဝင်အောင်လှုပ်ထားတာပဲ။အဲ့လိုရေရွတ်ကနောက်နားမှာကြာနေတယ်။တကန်းချောင်းတစ်ခုကိုကောက်ယူပြီးထိမှာအင်းတရွေကိုလက်ချီကမြင်းသားအောင်လှမ်းပြလိုက်တယ်။ဒေါသတကြီးနဲ့မန်ဖီနေတဲ့ကိုရောင်ကြာကအင်းစာဖြင့်ချေထားတဲ့တကန်းချောင်းကိုလည်းမြင်ကောင် ရုတ်ကြီးအမိကုတ်ကဒေါနဲ့ထဲကိုထွက်ပြေးသွားခဲ့တယ်။အဲဒီတော့မှအောင်မြတ်သားလဲလဲကျနေတဲ့မောင်ကောင်းကို ပွေ့ထူပြီးနှလမလောက်ပြဲသွားတဲ့လက်မောင်းနေရာကိုဆေးပြာအနှဲငယ်ထည့်ပြီးမန်းပေးလိုက်ရ။ကိုယ်ရနေတဲ့အနာကချက်ချင်းဆိုသလိုမူလအတိုင်းပြန်ဖြစ်သွားခဲ့တယ်။ခုနကကိုတော်ချာကဘဲကနေပေါ်လာတာလေ။ဒီလိုတောဆန်မှာတောက်ဟောင်ကြီးတွေနေတာ မကြုံဘူးပါဘူးဗျာ။ ခုနကြားရဲ့ကိုရဲကိုနှစ်ချားဝင်စီအောင်လှုပ်ထားတာဒီကောင်တွေငါတို့ရောက်နေရသိနေကြပြီအောင်မြတ်တာကပြောပြတာနဲ့လက်ထဲကင်ထားတဲ့တကန်းချောင်းနဲ့မြေပြင်ကို ကြီးချေတံဆွဲလိုက်ပြီတင်တို့ကအကျဉ်းနဲ့နှုတ်ဆက်တော့လေချုပ်ကတက်မြက်နှုတ်ဆက်ရမှာပေါ့လို့ပြောကမြေကြီးကိုတကန်းချောင်းနဲ့ခက်ဆက်ဆက်ရိုက်ချလိုက်တယ်ရိုက်ချက်တွေကမြန်လာလေလေတော့တစ်ခုလုံးလေပင်တွေတိုက်တယ်လို့လှုပ်ရမ်းလာပြီး တော်လဲတံတွေလိုအတံတွေဇက်တိုက်ထွက်ပေါ်လာကြတယ်။ရှာဟိုကောင်တွေရောက်လာပြီ။မောင်ကောင်းရဲ့အတံကြောင့်မျက်လုံးကို မော့ကြည့်လိုက်ရာကျောင်းရှာပဲထိပ်ဖျားမှရင်းနေတဲ့လူနှစ်ယောက်ကိုမြင်လိုက်ရတယ်။ကျုပ်တို့နေတဲ့တော်ရက်ထီလိုက်လာနိုင်နေဆိုတော့သင်တို့အဆန်းကပေါ်သေးသေးမဟုတ်ဘူးနော်။နီညိုယာတော်ရင်အင်းကြီးကိုဝေထားတဲ့လူရဲ့စကားကြောင့်အောင်မြတ်တာကတေကိုင်းချောက်ကိုမြေကြီးပေါ်ထောက်လိုက်ပြီ။ဟုတ်တာပေါ့ဗျာ။ တင်တို့အမှုအကျင့်တွေကိုဆုံးမရမဲ့အချိန်တန်လာတာမို့ဒီကိုမရောက်ရအောင်လာခဲ့တာအခုအချိန်ကစပြီးတင်တို့ရဲ့အတုံးချမှုကိုဘယ်မင်းကလေးမှမခံစေရဘူးလို့ပြောလိုက်တော့တောင်မီရက်တောင်ကင်ထားတဲ့လူကဘေးမှာရက်နေတဲ့သူကို တီတို့ပြောဆိုနေတာကို မြင်လိုက်ရတယ်ကဲကဲကျုပ်တပည့်တင်တို့အဖို့ရိုင်းပြမိတယ်လို့ဖြစ်သွားတယ်လို့ပြောတယ်ဒါတွေကို ကျုပ်ကပဲတောင်းပန်ပါတယ် ။တင်တို့အနေနဲ့ကျုပ်တောင်းပန်တာကိုလက်ခံပြီးလာရလမ်းတိုင်းပြန်ကြပါ။ကောင်းပြီလေ။တင်တို့ဆရာသဘဲနှစ်ယောက်ကျုပ်ပေးတဲ့တစ္ဆာကိုလိုက်နိုင်ရင်ချက်ချင်းလှည့်ပြန်သွားမယ်။ဟဟတက္ကဆိုတဲ့ကျုပ်က လူမသက်ချင်းလို့တောင်းပန်တာကို ရောက်တက်တာလား။ဒီလိုဆိုရလေကျင့်စဉ်ပြီးမှအပြစ်တွေကိုပြန်ပေးဆက်ရမှာပေါ့ဥတကဆိုတဲ့လူကကြောင်ရှာပင်ပေါ်ကနေအောက်ကိုလမ်းလျှောက်ဆင်းလာပြီးမြေပြင်ကိုရောက်တာနဲ့ပါဇက်ကနေကြားရကောင်လိုဟိမ့်လိုက်ရာ အောင်မြတ်သားတို့ရဲ့လေးဘက်လေးတံကနေအယောင်သွေးစုံလင်လှတဲ့ကိုရောင်ကြားလေးကောင်လွှာကနေခုံထွက်ကလေကုတ်ကို ခဲဖို့ပြေးဝင်လာခဲ့ပါတယ်။အဲ့ဒီအချိန်ကြီးချေတော့တံတန်ရေးဆွဲထားတဲ့အင်းခွက်ထဲကနေရောင်စောင်းထုံးထားတဲ့လူတန်ကြီးလေးကောင်လက်ခမောင်းကိုတဖြောင်းဖြောင်းမြည်အောင်ခက်ကခုံထွက်လာပြီးကြားရရဲ့ပါဇက်ကိုတံမာတဲ့လက်တွေနဲ့ဖိကန်ကဖမ်းချုပ်ထားလိုက်ကြတယ် ကိုးတော်ကြားတွေကလည်းချုံတော်ထားတာကိုအားကုန်ရုံးကန်နေကြပြီမဲ့လူတန်ကြီးတွေရဲ့အားကိုမရှင်နိုင်ပဲတကောင်ချင်းစီမြေပေါ်ကိုဘိုင်းကနေလဲချကငိန်သက်သွားခဲ့တယ်ဘလို့အတိုက်တွေထုတ်အောင်မလဲကျုပ်တို့ဘက်ကတော့တင်တော့မတိုက်နိုင်ဘူးဆိုမှတိုက်မှာနော်အောင်မြတ်တာကရက်နေရင်ဟန်ပါပါပြောလိုက်တော့ဦးတက်ကဆိုတဲ့သူကဦးကောင်းမှထိုးထားတဲ့ငကားစရိုးကိုဖြုတ်ကဘယ်ညာလဝါနဲ့ရိုက်ပြီး ခေါင်းငယ်ပေါ်ပြစ်တင်လိုက်ရာလေထဲမှာပဲစတုံးကနေမဲနဲ့နေတဲ့ငကားအသွင်ပြောင်းသွားခဲ့တယ်။ထမ်းပင်လုံလောက်ကြီးတဲ့ဝင်းငကားကြီးကဒေါသလက်ကြီးနဲ့နှာမှုတ်ပြီးအောင်မြတ်သားတို့ကိုရံပြေးဖို့ဝင်လာခဲ့ကြင်။ခေါင်းငယ်ပေါ်ကနေထမ်းလက်သုံးလက်စာလောက်ကြီးမားတဲ့တောင်ပံကိုတစ်ဖြက်ဖြက်ခက်ကတဟုန်တိုးဆင်းလာတဲ့ဂလုံးငှက်တစ်ကောင်ကိုမြင်လိုက်ကြတယ်။ မွေနကားလဲဂလုံးငှက်ကိုမြင်တော့ကြောက်လန့်တကြားတော်ရဲဝင်ပြေးဟန်ပင်မဲ့မမီတော့ပဲချွန်ထက်တဲ့လက်သေးတွေနဲ့ကောက်ကြီးထိုးစိတ်တာကိုခံလိုက်ရတယ်ခါလေကလည်းညှက်ထားတဲ့လက်သေးတံကြောင့်မွေနကားကြီးမယုံနိုင်ပဲမြင်မြင်သမျှကိုအမီးနဲ့ရိုက်ချနေတဲ့အတွက်အနီးနားမှာရှိတဲ့တစ်ပင်ငယ်တွေတဖြောင်းဖြောင်းနဲ့ကျိုးပဲ့လွင့်စင်ကုန်ကြတယ်မောင်ကောင်းကတော့ရုပ်ရှင်မကြည့်ဘူးတဲ့ကလေးတစ်ယောက်လို့ ပါဇက်အဟောင်းသားနဲ့ငဲကြည့်နေတဲ့ချိန်ကြောင်ရှာပင်အောက်မှာရင့်နေတဲ့သူကခါးကြောင်မှာထိုးထားတဲ့စင်စွဲရိုးတက်ဓမြကိုထုတ်ယူပြီးမန်းမှုတ်လိုက်ရာလက်ကရိုးမှာထူထားတဲ့ဘလူးရုပ်တွေအသက်ဝင်လာကတဖြည်းဖြည်းကြီးထွားလာခဲ့တယ်။တင်းပုတ်တန်လျက်ပစိအစာရှိတဲ့လက်နဲ့တွေကန်ဆောင်ထားတဲ့ဘလူးတွေကဂလုံးငှက်ရှိရာဘက်ကိုတိုးဝင်ကအတင်းခုန်ထစ်ပါလျော် အဲ့ချေကြီးချောအင်းအလဲမှာရှိနေတဲ့စမတစ်ခုတည်းကနေဝါယမပစမအခရာတွေကို နဖူးမှာထိုးထားတဲ့လေသမားအင်းဆောင်တွေထွက်ပေါ်လာကြတယ်။ခါမှာဓာလွတ်လက်မှာလေးကျောမှာမြားဘူးလွယ်ထားတဲ့အဆောင်တွေကဘလူးတွေရဲ့မျက်လုံးကိုရွှေရောင်ထိပ်ဖူးပါတယ်မြားနဲ့ပြစ်ခတ်ပြီး အထဲကိုအတင်းထိုးဝင်လာခဲ့ကြတယ်။အဲ့လိုနဲ့ဓာရကန်းအလိုကို ရောက်တဲ့အခါမှာတော့ ခါမှချိတ်ဆွဲထားတဲ့ဓာလတ်တွေကိုထုတ်ကဘလူးတွေကိုရင်ဆိုင်တိုက်ခိုက်ပြီးဂလုံးငှက်ကို ကာကွယ်ခဲ့ကြတယ်။အင်းဆောင်တွေရဲ့ဓာတွေကအထက်ဆရာတွေရဲ့အမိန့်နဲ့အထူးအာဏာအနှဲခံထားရတဲ့အတွက်နည်းနည်းလေးထိရနဲ့တီကနေပြက်ကြလောက်ထက်မြက်နေခဲ့တယ်။မိနစ်အနည်းငယ်အကြာမှာတော့ဘလူးတွေက အင်းဆောင်တွေကိုရင်မဆိုင်နိုင်တော့ပဲသူတို့လာရဆင်းမြစ်ဖြစ်တဲ့ဓမြောင်အယိုးတွေကိုပြန်လဲဝင်ရောက်သွားခဲ့တယ်။ ဥတ္တကတို့ဆရာတပည့်လည်းအချိန်နဲ့မဟန္တာကိုသိရတဲ့အတွက်လေပြင်းတစ်ခု ဖြစ်ပေါ်အောင်ဖန်ပြီးပြီးထွက်ပြေးဖို့အလုပ်အောင်မြတ်တာကဘယ်လက်ပညာဆက်တွေအားလုံးကိုဖြတ်တောက်ပြစ်လိုက်ခဲ့တယ်။ပညာဆက်တွေပြတ်တာနဲ့လေချွန်သားလိုအတန်နဲ့အတူသိမြင်တဲ့ငွေနှန်းကျိုးမြင့်လေးပင်ကဒေဂိုခွင်းကရောက်ရှိလာပြီးဥတ္တကတို့ဆရာတပည့်တွေရဲ့ခြေတွေလက်တွေကိုလှုပ်မရအောင် ချုံနောင်ထားတာကိုမြင်လိုက်ကြရတယ် ။အိုတက်ကတော့လည်းအာဂုံတုံးကလွတ်မြောက်လာအောင်ကြိုးစားခဲ့ပေမဲ့ရုံးလေတင်းလေဖြစ်နေတဲ့အချုပ်အနှောင်ကိုအံတွန်းနိုင်ခြင်းမရှိတဲ့အတွက်မန်ကိုချကရှုံးပေးခဲ့ကြတယ်။အောင်မြတ်သားလည်းအိုတက်ကတော့ဆရာသပည့်တွေကို ရှေ့ဆက်ဒီလိုနီလန်းမျိုးကိုအတုံးမပြူဖို့နဲ့ရောက်လက်စအစင်မာသာကျင်းနဲ့ရောင်ရဲစွာနေဖို့ဂရီတောင်းခံကတစ္ဆာရေးတက်ခဲ့တယ်။ဦးတက်ကတော့ဆရာသပည့်နှစ်ယောက်တစ္ဆာရေးတောက်ပြီးတာနဲ့ ဝင်းတကားကစတိုးသွင်ပြောင်းသွားပြီးဂလုံးငယ်ကြီးကလည်းတဖြည်းဖြည်းမှုံဝါးကပြောက်ွယ်သွားခဲ့တယ်။အောင်မြတ်သားတို့လည်းတစ္ဆာရေးတိုက်ပြီးပြီးမှအချုပ်အနှောင်တွေကိုဖြေးပေးပြီးအင်းဆောင်တွေကိုပြန်ပို့နေတဲ့အချိန်ဦးတကရဲ့တပည့်ကဓမြောင်ကိုစုပ်ကန်ကရုတ်ချီပြေးဝင်လာခဲ့တယ်။မလုံနဲ့ဦးတကရဲ့အတန်အဆုံဓမြောင်ကန်ပြီးပြေးဝင်လာတဲ့သူ့ရဲ့ခန္ဓာကိုယ်ကလည်းအရှင်ဟုန်ပြင်းတဲ့မိတော်တွေထွက်ပေါ်လာပြီး ချက်ချင်းဆိုသလို ပြာမုံတွေအဖြစ်ပြောင်းသွားခဲ့တယ်။ဟာဒီကောင်တစ္ဆာကို မထင်မဲ့မြင်ပြူတာပဲ။မောင်ကောင်းကစုတ်တတက်နဲ့ရေရွတ်နေချိန်မှာတော့ဦးတက်ကကတော့ခေါင်းငှက်ဆိုင်ချကမြေကြီးကိုစိုက်ကြည့်နေခဲ့တယ်။အောင်မြတ်သားတို့လည်းဦးတက်ကတို့ကြင့်ကြံနေတဲ့ကာမချင်းစဉ်ကိုရှေ့ဆက်မတက်အောင်လှုပ်ဆောင်နိုင်ခဲ့ပြီးတောဆက်ကိုပြန်ထွက်လာခဲ့လိုက်တယ်။ ဒေါ်ဇက်ကိုရောက်တော့တောင်ဆောင်နဲ့လှုပ်လိုက်တဲ့ရွှေတုံးတုံးကအသင်ဆောင်ကြိုနေခဲ့ပါပေါ့ရွှေတဆုပ်ရွာကနေပြန်ထွက်လာပြီးတဲ့နောက်မှာတော့ရွှေညောင်ပင်ဆိုတဲ့မြို့ကိုရောက်ရှိခဲ့တယ်။ရွှေညောင်ပင်မှာခိတ္တနာရင်ကုမာဆိုတဲ့လူတယောက်နဲ့ဆုံတွေ့ရာကနေဇလန်းတပုတ်ဖြစ်တည်လာခဲ့တယ်။အဲ့ဒီအကြောင်းအရာကိုတော့အောင်မြတ်သားနဲ့ပျောက်ွယ်နေတော့ဖရာကျောင်းဆိုတဲ့ဝိတ္ထုပါဖတ်ရှုပေးကြပါအောင်ခဗျာ။လေးစားစွာဖြင့်ဇေယနာ ရှာမညဂေါ့စတိုရီမြန်မာ channel ကနေဒီတစ်ခါပရိသတ်တွေအတွက်တင်ဆက်ပေးခဲ့တာကတော့စိုက်စရာဇေယနာရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့ကာမတိတ်ထိကျင့်စဉ်ဆိုတဲ့ဝိတုတို့ဇလန်းလေးဖြစ်ပါတယ်နောက်တစ်ခါမှလည်းဒီထက်ပိုဝေဆက်ဝင်စားဖို့ကောင်းတဲ့ဇလန်းလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ နားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေအရောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ် ဘိဒတ်ကြီးတို့လည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးဆန္ဒနဲ့ဘဝတထထဲကြကြပါစေခမညာ